မင်္ဂလာပါဒီနေ့ကျွန်တော်တို့အမေးများထားတဲ့မိကုံးလေးတွေဒီမှာပဲကျွန်တော်ဖြေပေးလိုက်တယ်ပေါ့နော်အဲတစုံတစ်ယောက်ကိုအယူအသေးပြုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောသလဲနံပါတ်1 pay respect pay respect ဆိုတာအယူအသေးပေးတယ်လို့ပြောတာပေါ့နော် pay respect to sp ဆိုတာ somebody ကိုပြောတာအဲကျွန်တော်တူကောက်လေးရေးထားတာတခါလေးတွေ့လိုက်မယ်ထင်တယ် sp ဆိုတာ somebody ကိုပြောတာတစုံတစ်ယောက်ပေါ့အဲဒီနေရာမှာကိုအယူအသေးပြုတဲ့သူအထည်ပေါ့နော် SDH ဆိုရင် something တစ်စုံတစ်ခုကိုပြောတာ pay respect to somebody အဲယူတဲ့ပြူတော့အဲ့လိုပြောတယ်နောက်တစ်ခုမင်းအရင်သွားမင်းအရင်လောက်ပေါ့နော်မင်းအရင်စားမင်းအရင်ပြောစသဖြင့်အဲ့လိုပြောခြင်းနဲ့ဆိုရင် you go first လို့ပြောတယ် you go first မင်းအရင်ပြောပါမင်းအရင်လောက်ပါမင်းအရင်စားပါမင်းအရင်သွားလိုက်ပါလားစသဖြင့်ပေါ့နော်အဲ့လိုလေးအများကြီးတိတ်ပဲရတယ် another group ငါမင်းနဲ့ like ခဲ့မယ်ဆိုရင် i'm coming with you လို့ပြောတယ် ဟာဒါမှမဟုတ်လေမေးချင်တယ်ဆိုလို့ရှင် are you coming with me ဗောနမင်ငါတို့နဲ့ like ခဲ့မလားလို့အဲ့လိုပြောတာ I'm coming with you ငါမင်းနဲ့ like ခဲ့မယ်လို့ပြောတာနောက်တစ်ခုကောင်းလိုက်တဲ့စိတ်ကူးကိုဘယ်လိုပြောသလဲဆိုလို့ရှင် what what a great idea လို့ပြောတယ် what a great idea အကောင်းလိုက်တဲ့စိတ်ကူးဗောနကောင်းလိုက်တဲ့စိတ်ကူးစိတ်တန်အဲ့လိုပြောတာအဲ့ဒါလေးကကျွန်တော်တို့မေးထားတဲ့မေးခွန်းလေးတွေဒီမှာပဲအကုန်စုပြီးတော့တခါလေးဖြည့်ပေးလိုက်တယ်အဲ့ဒါလေးလည်းမှတ်ထားပါဘောနော်ဒါလေးရနေ့စဉ်သုံးလေးအရန်သုံးဝင်တယ်